မိုးရသည်ဆိုလို့ရှိရင်ကျွန်တော်ကနုဝေဖာရောင်းတယ်ဒါမဲ့သူများနဲ့မတူအောင်ရောင်းတယ်ဒါသူများရတော့ဝေဖာယူတုတ်ချိုချိုလေးဒါပဲอืมရောင်းกว่ากว่าလူရှင်တော့လေရောင်းနိုင်လိုက်တယ် record ဖမ်းဖို့မိင်္ဂလာပါจွတ်တေရောရီချိုတဲ့စိတ်နေနုဝေဖာချိုချိုလေးလာပါပြီဘော်ဒါတွေစားကြည့်အားရှိအရပါရှိနုဝေဖာချိုချိုလေးလာပါပြီတော့ဆိုဖွင့်လိုက်ရှင်သွားဟာကောင်းနိုင် ။ဘာလဲဟာစေးကြော်ညာချာတေးရင်ရမဲစာလုံးကောင်းနေဝေဖာကလေးကျွတ်ကျွနဲ့ရွာရွာကလေးပါချာတိတ်ကလေးရာယောနမပါကိုရဲ့နွေဖာဟာမိုက်ကောထိုင်တာပေါ့အဲဒီလိုမျိုးလေးနေနဲ့မိုးတွင်းမှာဝေဖာရောင်းရင်းနဲ့ကျွန်တော်ဖြတ်တန်းခဲ့ဘူးလေကိုနဲ့တွေ့တဲ့တငယ်ချင်းကအဲ့ဒီအချိန်မှာသူကဆိုင်းနေမှာကာတုံးတော့ဝဲညာကြီးရတယ်ကျွန်တော်9000နဲ့လိုက်ကခဲ့ရတယ်ပညာလို့ရေတော့ ္ဂလာပါခင်ဗျာအဲကျွန်တော်နာမည်ကအာသာလူရှင်တော်ရွှေထူးပါလူရှင်တော်လောကတဲ့ကိုအဲ၁၀ကျော်သက်ပေါ့ပြောမှဆိုရင်တော့ဟိုပါပေါ့17နှစ်17နှစ်သားလူတော်ပြောလို့ရပါတယ်အဖေကမြူဆွေတာပေါ့အဖေကမြူဆွေတယ်ကျွန်တော်ကျွန်တော်ရဲ့ပင်ကိုဝါဒနာအဆူကျွန်တော်တချင်းဆိုရတာဝါဒနာပါတယ်အာငယ်စဉ်ကဒီလောကထဲမရောက်ခင်မှာတော့ကာလာအိုကေပါလေစိုင်းဒီမှာဆိုဦးတယ်လေဒီဘက်ခေဆိုတော့ခင်မိလာတာပေါ့နော် KTV ဖြစ်သွားပြီပေါ့အခုကတော့ရဲတော့ကာလာအိုကေပေါ့ အားမျိုးတွေစုပ်ဦးတယ်အာအဖေရဲ့မြူဆွဲမှုအဖေရဲ့မြူဆွဲတယ်မဟုတ်ဘူးနော်အဖေကတော့လမ်းကြောင်းပေးတာပေါ့တာသမီကိုဒါသားလုံးနဲ့လူရှင်တော်ကလူချင်းများတယ်လူရှင်တော်လှုပ်ဆိုပြီးတော့အဖေကနေစတင်ပေးတာစတွဲခေါ်ခဲ့တာပေါ့ဟုတ်ကဲ့อืมအဖေကလည်းလူရှင်တော်ပဲလားဟုတ်လက်ရှိလူရှင်တော်ပါပဲအာအဖေနာမည်ကအားသာလူရှင်တော်ဦးချစ်သူအဲဒီပညာကိုအဖေကစပြီးတော့တင်တာပါဒါအဲဒီလိုပေါ့စတင်ပြီးတော့အမင်းဆိုတော့မလုံးနဲ့ဆိုတော့ဟောမဖြစ်ဘူးလူရှင်တော်လူချင်းများလူရှင်တော်လို့ပေါ့ ဆိုပြီးတော့အာလူရှင်လို့ဆိုတော့အဖေဆိုတော့တာသမီးရဲ့မိဘဆိုတော့နော်ကိုကောင်းကိုပြောတာပဲပြီးတော့ကိုဝါဒနာပါတာအဆိုးဆိုပေမဲ့မိဘကိုလည်းမလွန်နိုင်ဘူးလုံးဝဖေကတင်ဖို့တင်ဆိုတော့အစာလေးရေးပေးအာဆိုင်းစင်ပေါ့နော်ဆိုင်းနဲ့ပတ်တိုင်းတော့ဆိုင်းစင်လေးဆိုင်းစင်ရေးပေးတယ်အာအငိမ့်ကလည်းဆိုခွန်းတောက်လေးတွေရေးပေးတယ်အာပြီးတော့မှအဲ့ဒါလေးရေးပြီးကြက်ခိုင်းတယ်အာကြက်ကြက်တာအာသူပြန်လာလို့ရှိရင်ပြန်ပြီးဆိုပြရတယ်ကိုမကိုဆိုပြတဲ့အခါ အတင်ဆိုတော့မဟုတ်ဘူးလေဟုတ်တော့မဟုတ်အဲ့လိုမဆိုဘူးသားအာသူကနေထပြီးတော့ဟန်နဲ့ပန်နဲ့အိမ်မှာသားဖားလေးအဲအဲ့လိုမျိုးအဲ့လိုတင်ပေးတာဖေကအခက်ခဲရှိလားဆိုတော့မော음ရှိခဲ့ဘူးပါလေရှိခဲ့ဘူးပါလေဆိုတော့ကိုယ်ကဝါသနာပါလားအဆူဒါပေမဲ့အဖေကဒီဥစ္စာကိုပဲအဖေကလမ်းကြောင်းပေါ့ဒီလမ်းကြောင်းပေါ့ပဲဖေကရောက်အောင်လို့ခေါ်တာဆိုတော့ဟိုခက်လက်ခက်တယ်လေဒီပညာတွေကဟိုဆိုင်းနဲ့ပတ်သက်မှဆိုရင်ဆိုင်းနဲ့တွားမှဆိုရင်ဆိုင်းစင်အရေးကြီးတာပေါ့ဆိုင်းစင်အောင်ဆိုင်းစင်ပေးရတာဟုတ် ဆိုင်းစင်ပေးမှဆိုင်းစင်ရအရှိန်ဒီပါညာအဖို့တွေပါရဲ့အဲ့ဒီပညာတွေကိုခတ်တယ်အဲ့တော့ဆိုင်းစင်ရေးပြီးတဲ့အလွယ်လွယ်အဲ့တော့ဟိုမှာလွယ်ပါတယ်သူဖြေးရေးပြီးတာလွယ်တယ်ဆိုတာကတော့အခုမှပေါ့နော်အဲ့ဒီကာရတော့ဟိုမှာဖြစ်ဘာလို့သူကစာတော့ကြက်လို့ရတယ်ចောင်းသားပဲဟိုဖတ်တတ်နေတော့ကြက်တယ်ရရတယ်ဒါပေမဲ့ရလို့ဆိုပြတဲ့အခါမှာမဟုတ်တာအဲ့ဒီຢာတွေခတ်တာခဏ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 ဘလို့မှသဘောမကျဘူးသူကိုဘလို့ဆိုပြဆိုပြအလို့ရနေပြီအလို့ဆိုပြရင်သဘောမကျဘူး အမှုရပေါ့နော်လေအဲ့ဘယ်လိုပြောလဲအဲ့ခေါ်တကယ်တော့အားစောက်ကြအောင်ဆိုရမယ်စပောင်းပဲ့အောင်ဆိုရမယ်ဆိုတဲ့ဟာမျိုးလေးတို့အခုဆိုင်စီကအဲဆိုထားလိုက်ထားလို့ဆိုင်စီပြောဟဲဖရာတရားတန်ခါဆိုတာမျက်စုံတရားပါပဲဗျာဖရာတရားတန်ခါဆိုတာမျက်စုံတရားပါပဲဒါကြောင့်မလို့မြန်မာပြည်ကြလာမယ်ကတော့ဆိုင်စီကပတ်လုံးနဲ့တာအအထန်နဲ့မှန်နေပေါ့အဲ့လိုမျိုးဆိုစေချင်တာဒါပေမဲ့ကိုကစာဖတ်သလိုကြက်ပြီးတော့ဆိုဖရာတရားတန်ခါဆိုတာမဟုတ်ဘူးအဲ့အဲ့လိုမျိုးလေးပေါ့ဘလောက်တင်တင် အခက်ခဲလေးအဲ့လိုမျိုးလေးရှိခဲ့ဘူးလေပေါ့အဲလက်ဦးဆရာဆိုရင်တော့အဖေပေါ့အကုန်လုံးပေါ့ပြက်လုံးရောဒီဆိုင်နဲ့ပတ်သက်လို့ဆိုင်စင်စာတွေရောအငင်းနဲ့ပတ်သက်လို့အဲပြက်လုံးခွန်တော့ရောပေါ့ဒါပေမဲ့အဖေရှိရအဖေကလက်ဦးဆရာပေါ့သူကတော့နီးနီးကက်ကက်တင်တာတင်ပြီးတော့တွဲခေါ်တယ်နေရပေးတယ်ပေါ့နော်တင်းတင်းနဲ့လေ့ကျင့်ပေးတယ်တေချာဆွဲခေါ်တယ်တင်းနဲ့တင်းလို့လောက်ခိုင်းနေသူသွားတဲ့ဘွဲတွေကိုခေါ်သွားတယ်ဆရာကျွန်တော်သားလေးတခွင်းလောက် အလုတ်လုတ်စိုက်စရာတွေရဖွယ်သားရလို့အတဖာနေုပ်ပြက်ကြအစင်းပြေးလိုက်တခြားတစားနဲ့ပြေးလိုက်မပြေးဘူးဆိုလည်းဖီးကမှားရင်လည်း तू ကမရှောင်နေရမရှောင်ပိတ်သက်ရှိမှတော့ तू ကမပြောဘူးအောက်စင်းလာပြီဆိုတာလေထိုးရင်ထိုးမထိုးရင်ကန်အာပြောတာဒီလိုမဟုတ်ဘူးငါတခြားတင်ထားရတဲ့သားနဲ့ဆိုရင်ဟာမျိုးလေးပေါ့အဖေကတော့အဲ့လိုမျိုး तू သဘောမကျရင်ဖြစ်စေချင်တာဟုတ်တာသမီးကိုအခုမှအဖေ မြစ်တာကိုလည်းနားလိုက်တော့ပေါ့နော်ပြောမဆိုရင်တော့အဲ့တုန်းကတော့နားလို့ပေါ့စိတ်ဆိုးတာပေါ့ရိုက်ခတ်တော့ရဆိုတော့ဒီလောက်လုံနေတော့အောက်ကပိတ်သက်ကဒီလောက်ယီနေတော့အဖေကဘာသာမှားလို့လဲဆိုတဲ့အတွေးပေါ့ဟုတ်ဘူးကိုက30ဘူးလောက်ပဲဝိုးလို့ထားတာသူ့လိုချင်တဲ့တရားဘူးမရောက်ဘူးကျွန်တော်အားမလို့အားမရနဲ့ပေါ့အဲ့လိုမျိုးပေါ့စင်ပူပူပြေလဲဆိုတော့ဘေးရပြီလဲဆိုတော့အဆူကတော့ကျွန်တော်ကဒီငငယ်လေးကပေါ့အဆူဘက်ကိုအားသာဒါပေမဲ့အဖေရဲ့ဟိုလမ်းကြောင်းပေးမှုကြောင့်လူရှင်တော်ဖြစ်လာရတယ် လူရှင်တော်အခုလက်ရှိလည်းဟိုဘောကနေတဲ့အချိန်မှာကောင်းပါလေနှစ်ခုလုံးတော့အဆင်ပြေတယ်။ဒါဆိုပြက်လုံးမပြက်ခင်မြန်မာသံဆိုရဲပြက်လုံးထွက်ပြက်တယ်ပြီးရင် stage show တပုတ်လောက်ဝေဆိုတယ်အခုဆိုကြရဲဆိုပါတယ်အဖေဆန္ဒလည်းဖြစ်တယ်ကိုယ်ဆန္ဒလည်းပြည်တယ်ပို့သဘောကြပါလေဟုတ်ရှိပါတယ်အများကြီးပါပဲအဲ့ဒါကြီးတော့ပြောပြမယ်ဆိုရင်တော့မကုံလို့တော့ပြောလို့ရတယ်ချိုးကြီးလည်းရှိတယ်ဟိုလို့ပြောမလဲနိုင်ငံမကြုံလူမသိဘူးဒါပေမဲ့အရန်ကောင်းတယ်တယောက်တည်းနဲ့ဟိုပိစက်ကိုနောက်ဆုံးဟိုဆိုင်းမှာပေါ့နော်ဥပမာ ဆိုင်းမှာဆိုအပိုးပိုင်းခေါ်တယ်အပိုးပိုင်းမန်တက်ထဲမှာဟိုအမိုက်လဲဝေယဝဆက်လို့၄၅၆လောက်ပဲရှိတယ်ထဲတူပြုတ်အဲ့လိုအချိန်မှာမှအဲ့ခံတဲ့အခါတီးတယ်အပိုးပိုင်းတီးတဲ့အခါမှာပြင်ရပါဆုံးအဲ့အချိန်မှာပြောတဲ့ဆရာသမားကြီးအရင်လေးစားတယ်အားလဲကြတယ်အဲ့လိုဖြစ်အောင်လဲကြိုးစားအောင်မရောက်သေးဘူးအဲ့လောက်တော့အဲ့လိုမျိုးပါကိုအနေထားနဲ့ပြောမယ်ဆိုရင်တော့ကိုကတော့အောင်မြင်တဲ့နေရာမှာကြော်ကြရတယ်မှာမပါသေးဘူးအာကြိုးစားသေးပေါ့ဆိုတော့ မပြေဘူးကျွန်တော်ကတော့မပြေဘူးမပြေတော့ဘာလို့လဲဟိုသူ့အဲ့ဒီကာလမှာယာတိကာလမှာတော့ပြေးတယ်ယာတိကာလမှာတော့စူးကြပါစို့ဟိုဟိုနိုင်ငံကျော်လူသီးတဲ့လူတွေက3သိန်း4သိန်းလောက်ရတယ်ဆိုပေမဲ့လေကိုရီးယား2သိန်း3သိန်းခွန်း2သိန်းကတော့ရတာပါပဲပြေးမလို့ဘူးနည်းနည်းတော့ခါတာပေါ့လေအဲ့လိုမျိုးတော့ရှိတယ်အဲ့အဲ့ယာတိကတော့အဆင်ပြေတယ်မိသားစုစားဖို့လည်းအဆင်ပြေတယ်တောက်ဖို့လည်းအဆင်ပြေတယ်ကလေးတွေအတွက်ရောနော်အရင်မရအတွက်ကရွှေဝှေ့ချင်းလဲဆင်နိုင်တယ်အဲ့ဒီယာတိမှာမိုးရင်းကြတော့အဲ့ဒီယာတိကမရှိတော့လေကော်ဝိုင်းမကအောင်အဲ့လိုချိန်ရရင်တော့ တိတ်အဆင်မပြေဘူးအပြေတော့တငယ်ချင်းအပေါင်းချင်းဒီလူရှင်တော်ချင်းချင်းတွဲပြီးတော့စီဝိုင်းလောက်တာတော့မရှိခဲ့ဘူးဟောကိုပေါ့ကိုပိုင်ပေါ့နော်ကြာပန်းလေးပေါ့ကျွန်မကြာမဲခေါ်တာပေါ့ဈေးရောက်စားတယ်ဈေးရောက်စားတော့မိုးရသည်ဆိုလို့ရှိရင်ကျွန်တော်ကနိုးဝေဖာရောက်တယ်အဲနိုးဝေဖာရောက်တယ်ဒါမဲ့သူများနဲ့မတူအောင်ရောက်တယ်ပြောတာဟိုဒီဟော်လန်လေးနေပေါ့អော်ကြတယ်ပေါ့ဈေးတယ်တော်တော်များအာအတွေ့လေးဘေးတွေ့လေးနေဒါသူများရတော့ဝေဖာယူတုတ်ချိုချိုလေးဒါပဲ ရောင်ကွာကွာလူရှင်တော့လေရောင်နိုင်လိုက်တယ် record ဖမ်းဖို့မင်္ဂလာပါကျွတ်တေရွာလေးချိုးတဲ့စိတ်နေနှိုးဝေဖာချိုးချိုးလေးလာပါပြီဘော်ဒါတွေစားကြည့်အားရှိအရာပါရှိနှိုးဝေဖာချိုးချိုးလေးလာပါပြီတော့ဆိုဖွင့်လိုက်ရှင်သွားဟာကောင်းလိုက်ဘာလဲဟာစေးကြော်ညာအဲ့လိုမျိုးပေါ့စိတ်ဝင်စားမှုကွာဝါတယ်လေအဲ့ဒါမျိုးနဲ့ကိုအနုပညာသမားဖြစ်ရတာကိုကြည့်ရအဲ့ဒါတပေါက်တာတယ်ရိုးရိုးတာမန်လူတဲ့ဆိုင် အဲ့လိုမျိုးလေးပေါ့နောက်အရိယာမှာတစ်ချက်ဘာလောက်လဲဆိုတော့ဟိုအဖေတင်ပြီးတဲ့ဒီပညာတွေကပဲပါတယ်ဆက်မြောင်းရေးတာတချင်းပေါ့တချင်းတွေဆက်မြောင်းပြန်ဖြတ်ပြီးရေးတာအာโอเคစဉ်းစားတယ်အဟုတ်ပြီငါဒီအရနည်းနည်းယူရတော့ပြီလာမယ့်နေ့ငါဗာနဲ့ထိုးဖောက်ရမှာလေတချင်းနဲ့ထိုးဖောက်မှာတချင်းရေးရေးလို့တချင်းနဲ့ပြီးလဲပြီးတော့ recording သွားအတိတရောက်ရှိသွားပြီးတော့အာ recording သွားဖန်တွင်းတာပေါ့ကလာဟို music ကတော့ copy ပေါ့လေဟိုစာသားကတော့ကိုစာသားကိုရေးတာ ်ချတာပဲဟိုဘာလို့အဲ့အဲ့ဒါငါဖမ်းပြီးထည့်ဖွင့်ကာလာဝေးဒီလုံးโอเคတော့ချေတီဟာလုတ်ပေးတယ်ဆိုတာပဲချာတေးရင်ရမဲစာလုံးကောင်းနေဝေဖာကလေးကျွတ်ကျွနဲ့ရွာရွာကလေးပါချာတိတ်ကလေးရာယောနမပါကိုရဲ့နွေဖာဟာမိုက်ကောထိုင်တာဗောအဲဒီလိုမျိုးလေးနေနဲ့မိုးတွင်းမှာဝေဖာရောင်းရင်းနဲ့ကျွန်တော်ဖြတ်တန်းခဲ့ဘူးလေဒီဥစ္စာကိုလေဒီသချင်းလေးနဲ့ကျွန်တော်ခွာဘွားသမားဆိုတော့ ဝေဖာတဲ့ဒီတွေ့ကျွန်တော်ပွဲကင်နေဘေးနေရတွေ့တွေ့ဝေဖာရောက်လာတွေ့တာကျွန်တော်သွားတာဝယ်လဲစားတယ်ကျွန်တော်ဖုန်းထဲမှာအဲ့ဒီချင်းကကျွန်တော်ချိတိန်ထားတာဆိုတော့ဖုန်းပါလားပါဖုန်းပေးအကျွန်တော်စာပြားနဲ့တခါတည်းကူပေးတာကူပြီးအဲ့ဒါဖွင့်ရအောင်သွားဘောက်ဘလူးတူးဘောက်တင်လိုက်ဖွင့်ရအောင်အဲကျွန်တော်အဲ့လိုပေးခဲ့ဘူးလေပေးခဲ့ဘူးတော့အဲ့ဒီနေရာဖွင့်ရအောင်တော့ဟိုတိုက်မိနေရနေပြီးတော့လှမ်းဗီဒီယိုလေးရိုက်အဲ့တချင်းလေးဖွင့်တာသဘောကျလို့ရိုက်ပြီးလိုင်းမောထက်တယ်အဲ့ရမေးမှာရောက်ကြလိုင်းမောမှာနင့်တချင်းကပေါက်ထားပြီလားမလှဲနဲ့အဝိုင်းရိုက်တာ နော်ငါတော့မသိဘူးအေးကိုကလည်းအလုပ်လုပ်နေတာဘိုင်းမကြည့်ရဘူးလေမိမတော့အိမ်မှာအားရချင်းဆိုကြည့်တော့တွေ့ဟွန်းနုမညာလုံကတော့တည်တဲ့အထိဆက်ပြီးတော့လှုပ်သွားမှာအောင်မြင်ဖို့ကတော့ကန်စားတာဆမ်းပေါ့လေဒါလေးတော့လူသေးတာပေါ့ရေရရလေးခြေတော့ခြေပါလူရှင်တော့ပြလုံးပြရင်ရပြီဆိုတာပဲပိတ်သိရင်လူရှင်တော့လှုပ်ထင်တာဟုတ်ဘူးဒီလိုဆိုပြောရတဲ့တပေါင်းတစ်ခုပွဲကြက်ရသည်မှာဟိုကဘယ်လိုပြောမလဲဆိုင်နေရငှားတော့ဆိုင်ဝင်မကဘူးအဲ့မဲ့လူရှင်တော့လေးပြလုံးပြဖို့ပဲသေးတယ်ပြလုံးပြရင်ရင်လူရှင်တော့လို့ပဲထင်တာလေဖြစ်တော့ သွားတယ်ခုရောတော့ sign ဖြစ်တဲ့အတွက် sign ကသူတန်ရိုးချောက်ဘောပြောတာဆိုလိုက်ပြောဝင်းကြီးပြောပြောရတာရှိတယ်ဝင်းကြီးပြောမှဘာအလှလဲတီးတင်လှော်လာအစမျိုးမျိုးပေါ့ရှင်ရှင်မျိုးအလှလားသူအလှနဲ့ပတ်သက်တဲ့ဝင်းကြီးပြောတွေရှိတယ်သူတို့ပညာတွေကအဲ့ဒါကြီးပြောရတယ်တလုံးမှမသိနားလည်းမလည်မပြောလည်းမပြောတတ်ဘူးအဲ့တော့ဘာဖြစ်လဲမျက်နှာငယ်ခဲ့ရတယ်တင်ရတယ်ပေါ့ရှက်ရတယ်ပေါ့မူရှင်လောက်ပြီးပုစံယူပြီးတော့ရင်းမလားဘာမှလည်းမပြောတတ်ဘူးဆိုပြက်လုံးပြက်ပြက်လုံးတော့ပြက်တတ်တယ်အဲဒါမျိုးလေးတွေရှိတယ် အဲ့အဲ့ဒီအခက်အခဲလေးတွေပေါ့အဲ့တော့လက်ရှိအဲ့ဒီအချိန်မှာ9000တဲ့ကနေတဲ့အချိန်မှာအဲ့ဒီပညာမရှိလို့ကိုနဲ့တွေ့တဲ့တငယ်ချင်းကအဲ့ဒီအချိန်မှာ तू အဆိုင်ထဲမှာကတာ3000ဝယ်ညာကြီးရတယ်ကျွန်တော်9000နဲ့လိုက် ကခဲ့ရတယ်ပညာလို့ကြီးလို့အဲ့လိုအဲ့မှတ်တရလေးပေါ့ဟုတ်ကဲ့ပါဘိသက်တွေအားလုံးပဲနော်အခုလိုကြီးစုနေတဲ့ဘိသက်တွေဟာသားကိုမြင်လို့ကြတဲ့ကျေးဇူးရှင်ဘိသက်တွေအားလုံးစိတ်ချမ်းသာကြီးကိုကြမှာကြီးပြည့်စုံနိုင်ပါစေတက်ရှိကြမှာစိတ်ချမ်းသာကြပါစေဗျာနော်ကျွန်တော်တို့ အခုလိုအားပေးတဲ့အတွက်လည်းအထူးထူးပဲကျေးဇူးတင်ရှိပါတယ်